်မင်္ဂလာပါကျမရောငူခတ်တာပါဒီဗီယုံမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ရုရှားစစ်အောင်ပွဲ280ပြည့်အထင်အမှန်ယင်ပြင်းဒီစီရေးပြအခမ်းအနားမှာစစ်ကောင်စီတပ်ဖွဲ့ပါဝင်စီရေးပြဖို့နဲ့ရုရှားလုံလူသက် drone တွေဝယ်ယူဖို့အတွက်ပုံမှုချုပ်မျိုးဆက်အောင်တဲ့အဖွဲ့ကိုစစ်ကောင်စီကလှုပ်လိုက်ပါတယ် မော်စကိုမြို့ရေပြင်နေမှာမေလ9ရက်နေ့မှာကျင်းပမယ့်280ပြည့်မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲစီရေးပြအခမ်းအနားမှာစစ်ကောင်စီတပ်ကဝင်ရောက်စီရေးပြဖို့အတွက်ဧပြီလ23ရက်နေ့မနေ့ကတရအူးလီစိတ်ကနေထွက်ခွာခဲ့တာပါစီရေးပြအခမ်းအနားအတွက်သွားတာဖြစ်တယ်လို့တံပြန်ထိုးစစ်ဆင်ဖို့အတွက်ရုရှားနိုင်ငံထုတ် drone တွေဝယ်ယူဖို့လည်းဖြစ်တယ်လို့လာပါခနနေဇက်တဲ့သတင်းရင်းမြစ်က TV ကိုပြောပါရယ် ဗိုလ်မှူးချုပ်မျိုးဆက်အောင်အနေနဲ့မတ်လအတွင်းကရုရှားနိုင်ငံက drone အစင်း100ကျော်ကိုကနအူအနေနဲ့စမ်းသပ်ဝယ်ယူခဲ့ပြီးအဲ့ဒီ drone တွေကိုပြိပခဖြစ်ရာတိုင်းစစ်ဌာနချုပ်တွေကိုခွဲဝေပေးခဲ့တယ်လို့နေပြည်တော်သတင်းရင်းမြစ်က TVB ကိုပြောခဲ့ပါတယ်ရှင်။ 2025ခုနှစ်ဧပြီလပထမအပတ်နဲ့ဒုတိယအပတ်နှစ်ပတ်တာကာလအတွင်းမှာစက်ကောင်စီဘက်ကနေအလင်းဝင်လာသူတွေလက်နက်ချသူတွေအပါအဝင်ဖမ်းဆီးရမိတဲ့စစ်တုံးပန်းတွေစုစုပေါင်း183ရောက်ထိရှိခဲ့တယ်လို့ပြည်သူ့ပန်းတိုင်း People Go ကဧပြီလ24ရက်နေ့မှာထုတ်ပြန်ထားပါတယ်နှစ်ပတ်တာအတွင်းမှာစစ်ကောင်စီဘက်ကစစ်သား18ယောက်နဲ့ရဲ3ယောက်တို့အလင်းဝင်လာတာဖြစ်ပြီးအလင်းဝင်သူစစ်သား18ယောက်ထဲက6ယောက်ဟာစစ်မှုထမ်းတပ်သားတွေစုဆောင်းခံရသူတွေဖြစ်ပါတယ်။ အလင်းဝင်လာသူစစ်သားတွေကတော့ပဲခူးတိုင်းမှာ၁ယောက်၊ကင်းပြည်နယ်မှာ၃ယောက်၊ချင်းပြည်နယ်မှာ၆ယောက်၊မကွေးတိုင်းမှာ၁ယောက်၊စကိုင်းတိုင်းမှာ၂ယောက်၊တနင်္သာရီတိုင်းမှာ၂ယောက်နဲ့ရှမ်းပြည်နယ်မှာ၃ယောက်တို့ဖြစ်ပြီးအလင်းဝင်လာသူတကယ်၃ယောက်ကတော့ချင်းပြည်နယ်မှာ၁ယောက်နဲ့စကိုင်းတိုင်းမှာ၂ယောက်တို့ပဲဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးခံရသူစစ်တုံးပန်းပေါင်း၁၅၂ယောက်ထိရှိတယ်လို့လည်းဆိုထားပါတယ်ရှင်။ အနာသိမြမစစ်တပ်အနေနဲ့2018ခုနှစ်ကနေ2025ခုနှစ်အထိဆိုအပြည့်ရအကြောင်းကြေညာတာ24ချိန်အထိရှိခဲ့ပြီးစစ်ကောင်းဆောင်ကလည်းဆွေးနွေးပွဲအတွက်လမ်းဖွင့်ထားကြောင်းမကြာခဏပြောလို့ရှိပေမယ့်ဆွေးနွေးပွဲတွေဘာကြောင့်ဖြစ်မလာတာပါလဲစိုးသူအောင်တရေပေးပို့ထားပါရရှင်မရှိလာနဆက်ရှိရမှာအင်အားပြင်းငလင်လှုပ်ခတ်ပြီးနောက်ပိုင်းအာနာသိမ့်မြန်မာစစ်တပ်ကကယ်ဆယ်ရေးလုပ်ငန်းတွေလုံနိုင်ဖို့ဆိုပြီးယာယီအပြစ်ခတ်ရစဲရေးကြီးညာခဲ့ပါတယ် ဒါပေမဲ့တိုက်ခိုက်မှုတွေကိုဆက်လုပ်နေသလိုဧပြီ22ရက်မှာတော့အပြစ်ခတ်ရစဲဤကာလကိုဧပြီ30ရက်အထိထပ်မံတိုးမြင့်လိုက်ပြန်ပါတယ်။ DVB ကစူးစီးရသလောက်တော့စစ်တပ်ဟာအာဏာသိမ်းပြီးနောက်ပိုင်းအခုလိုအပြစ်ရအကြောင်းကြေညာတာ16ကြိမ်အထိရှိခဲ့ပါပြီ။ဒါပြင်ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့လည်း2022ခုနှစ်ကျွန်လာ၁၄ရက်နေ့မှာညဉ့်ညာရေးဆွေးနွေးမှုနဲ့ပတ်သက်ပြီးအသိပေးထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင် အနိကဆုံး2024ခုနှစ်စက်တင်ဘာလ26ရက်နေ့မှာလက်နက်ကိုင်အခွဲအားလုံးကိုတိုင်းဒေသလက်နက်ကိုင်တွေအပြင်ကာဝ PDF တွေပါနိုင်ငံရေးပြည်ထနာဖို့နိုင်ငံရေးနိလမြေဖြည့်ရှင်းရန်ကံလာဖိတ်ခေါ်မှုပြုလုပ်ခဲ့တာတွေ့နိုင်ပါတယ်။ဒါအပြင်စစ်တပ်အနေနဲ့အာဏာမသိမ်းခင်2018ကနေ2025ခုနှစ်ဒီကနေ့အချိန်ထိအပြည့်အကြောင်းကြေညာထုတ်ပြန်တာ24ကြိမ်အထိရှိခဲ့ပါတယ်။အခုလိုထုတ်ပြန်ပေမဲ့အာဏာမသိမ်းခင်တုန်းကလိုင်းနာမှုမရှိခဲ့သလို့ 2025ခုနှစ်အင်အားပြင်းငလင်လှုပ်ခတ်အပြီးမှာလဲကရှင်ပြည်နယ်ထဲမှာမြေပြင်ထိုးစစ်နဲ့လေကြောင်းဘုံကျဲတာတွေဆက်လုပ်နေတော့ပဲလို့ကရှင်လွတ်လပ်ရေးတပ်မတော် KIU KIA ပြန်ကြားရေးတာဝန်ရှိသူဗိုလ်မှူးကြီးနော်ဘူးက DVV ကိုပြောပါတယ်ကျွန်တော်တို့တုံ့တွေ့ရတာကတော့ခုနကပြောသလိုသူက CMC ကနဲ့ခြားတာတော့အဲ့ဒါကိုသူတို့မလိုက်နာပဲနဲ့နောက်ဆုံးမှာတော့ကျွန်တော်တို့ကိုပဲပြီးပေါက်တယ်ဘုရားမအပြစ်ပုံတာအားပါပဲ ဒါကတော့အမေရန်တို့ look you look thing သူထုံသားစင်လာလို့ဖြစ်နေပါတယ်နော်ဒါအမေရကျော်တုံတွေ့ရတာဖြစ်ပါလေဒါကြောင့်မဲစစ်တပ်ရဲ့အပြစ်ရဲ့အကြောင်းကြီးညာချက်တွေဟာတိုင်းသားလက်နက်ကင်တွေအပေါ်အပြစ်ပုံချဖို့လှုပ်တာဖြစ်တာကြောင့်အယုံကြည်မရှိဘူးလို့ဆက်ပြောပါတယ်နိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့ဆိုရင်လေလွတ်လွတ်လပ်လပ်နဲ့ပါဝင်တဲ့ပါဝင်ထိုက်သူအားလုံးကိုဖိတ်ခေါ်ပြီး နိုင်ငံရေးဆွေးနွေးခဲ့တာမရှိတဲ့အပြင်ဆွေးနွေးပွဲဖိတ်ခေါ်ပြီးလက်နက်စွန့်ဖို့သာပြောခဲ့တယ်လို့ဆိုပါတယ်။တဖက်မှာလည်းစစ်တပ်ဟာအပြည့်ရဲ့ကြီးညာချက်တွေနဲ့အတူ NCA လက်မှတ်ထိုးအဖွဲ့တွေနဲ့တွဲဆုံမှု62ကြိမ်လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေနဲ့တွဲဆုံမှု25ကြိမ်နိုင်ငံရေးပါတီတွေက22ကြိမ်ဘာသာရေးခေါင်းဆောင်တွေငင်းငယ်အကျိုးဆောင်တွေ stakeholder တွေနဲ့တွဲဆုံမှုကတော့73ကြိမ်အထိပြုလုပ်ခဲ့ကြောင်းပြောထားပါဗျာ။ ဒီ2000ဖွဲ့စည်းပုံအောက်အောက်မှာဆိုရင်တော့ဒါအောင်မြင်မှုနည်းနည်းခက်တဲ့သဘောပေါ့ဒါပေမဲ့လည်းဒီကျင်းတဲ့ကြက်တဲ့အချိန်တွေတခုတည်းကနေပဲအဲတက်နိုင်ဆုံးတော့ဒါစူးစမ်းခဲ့ကြရတယ်အဲခီးတခုလည်းတစုံတရာတော့ဒီတော်လိုင်းအင်အားတိုင်းနာတော်လိုင်းအင်အားစုတွေနဲ့ဒီဟိုကျွန်တော်တို့ဒီအရသာအစိုးရကြားမှာတော့စုံတရာနားလည်မှုရတာတွေနောက်ပြီးတော့ဒီရင်းနှီးမှုရတာတွေဒါတွေတော့ရှိခဲ့တာပေါ့နော်ဒါပေမဲ့လည်းတေးကြတာတခုကတော့ဒီတောင်ချစ်ဖွဲ့စည်းပုံအောက်ကဆက်သွားမယ်ဆိုရင်လည်းအချိန်မရွေးဒီစစ်တက်ကဲ့ ပါဝါကိုအများကြီးဒီနှစ်ထောင်ချက်ကပေးထားတဲ့အတွက်ကြောင့်မလို့နှစ်ထောင်ချက်ဖွဲ့စည်းပုံခြေရန်ဥပဒေဆက်သွားရတယ်ဒီငင်းငယ်ရတော့တားရှိခံမယ်လို့ကျွန်တော်တို့ကတော့မယုံကြည်ဘူးကြာနော်အခုငလင်းလှုပ်အပ်ပြီးကြီးညာချက်ဟာလေနိုင်ငံတကာမှာမျက်နှာရကျင်တာကြောင့်စာရွက်ပေါ်မှာအပြစ်ရပြတာဖြစ်ပြီးမြန်မာစစ်တပ်ဟာပြည်တွင်းစစ်ကြောင်အကျိုးဖြစ်ထွန်းနေလို့ငင်းငယ်ရေးကိုတကယ်လူလားရဲ့လားဆိုတာမေးခွန်းထုတ်ရမှာဖြစ်တယ်လို့ဆိုပါတယ်ဒါအပြင် အာနာသိန်းတန်တရာမလဲဘူးနဲ့ဆွေးနွေးပွဲဖြစ်မှာဖို့ဆိုရင် UNG ကပူပေါင်းထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးဘုံရည်တည်ချက်6ချက်အပေါ်မူတည်ကြောင်းလဲကိုနေဖုံးလက်ကဆက်ပြောပါဗါတယ်။အဲ့ဒီ6ချက်ကိုအတူချုံးမယ်ဆိုရင်တော့ဆေးရနာသိမ်းမှုကိုဖိရှားပြီးစစ်တပ်ကနိုင်ငံရေးမှာပါဝင်တာကို အဆုံးသတ်ဖို့ Federal Democracy ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်တခုရေးဆွဲဖို့နဲ့မတရားကျူးလွန်မှုခံရနေသူတွေတရားမျှတမှုရှိရအပြင်အသွင်ကူပြောင်းရေးကာလတရားမျှတမှုဖော်ဆောင်ဖို့လိုပဲဖြစ်ပါတယ်။ကျွန်တော်စိုးသူအောင်ပါ ဟယ်လိုမင်္ဂလာပါရှင်ကျမက DVB သတင်းတော်မြတ်သက်စင်ပါရှင်ဟုတ်ကဲ့ကိုအင်အားပြင်းစကိုင်းငင်လင်းလောက်ခတ်ခဲ့ရတလနီးပါးကြခဲ့ပြီဆိုတော့လေဒီကြောက်စင်မျိုးရဲ့လက်ရှိခြေနေကပေါ့နော်ကုညီကယ်ဆယ်ရေးတွေလုပ်နေရတော့မဲ့လားဒါမှမဟုတ်ပြန်လဲထူထောင်ရေးခြေနေကိုရောက်နေပြီလားရှင်အဲဆိုပါကုညီကယ်ဆယ်ရေးကတော့ပြီးသွားပါပြီပြန်လဲထူထောင်ရေးသူအခုကပြန်လဲထူထောင်ရေးကလာနိုင်တယ်ရှင်းလင်းရေးပေါ့နော်အပြည့်ရှင်းလင်းရေးပေါ့အဲ့ဒါပြီးမှပြန်လဲထူထောင်ရေးက လာတော့မှာဟုတ်ပါပြန်လေဒီတော်ကြီးအတွက်ကအင်းချိန်ကြီးကြာအောင်မှနေပါပါဟုတ်ကဲ့အကိုအပြက်စီရှင်းလေးလုံနေရဆဲဆိုတော့လေဘလို့အကူညီတွေလိုအပ်နေပါသလဲရှင်အဲလာရောက်ကူညီပေးနေတဲ့အဖွဲ့အစည်းတွေရှိပါသလားဒါမှမဟုတ်ပေါ့နော်ကိုထုကိုထပဲလောက်ကင်နေရတာလားရှင်နော်အကူညီရတော့အကူညီရတော့အဲ့လိုမျိုးအပြားအပြားဖွဲ့စည်းများ မရှိပါဘူးဟိုပေါ့ဒီຢာတွေအဲဒီဘုတ်ပေးပြီးတော့ရှင်းတာတွေပါအဲ့လိုတွေမရှိပါဘူးသူတို့ အဲ့အိမ်ဖြတ်ပြတဲ့အိမ်ကတော့ကြတဲ့ငွေပြီးပြီးပြီးချေပြီးတော့ဖြတ်နေကြတာပေါ့နော်အော်လို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 အပ်တာတွေကတော့အများကြီးပေါ့လေနော်။ငွေကြီးတွေကဘလို့ကူညီတွေတောင်းအမှန်တော့မပြောတတ်ပါဘူးအဲ့လိုဖြစ်နေ။အဲအခုကုတူကရပြန်လဲရှင်းလင်းရေးလုပ်တဲ့အချိန်မှာပေါ့ဟိုလိုအပ်တဲ့အာတော့လိုအပ်တဲ့ကူညီတွေကတော့သူတို့စက်ရန်ရရနေတယ် ဆယ်ရင်းရည်လိုတာပေါ့လိုတာပြီးတော့ငွေကြီးအခက်အခဲတွေရှိကြတာပေါ့အဲ့ဒါကြီးတော့လိုတာပေါ့ဟုတ်ကဲ့ဟိုပြန်လေရှင်းလင်းရေးလှုပ်ဆောင်နေတဲ့အချိန်မှာရောပေါ့နော်ဆက်ရန်နီယာငှားရမ်းကရီဈေးကြီးတာမျိုးရောကြုံနေရပါသလားရှင်အဲအဲ့လိုတော့ရှိမှာဗျာရှိမှာဗျာဆိုတာသူကလည်းဟိုဟာပုတ်ပုတ်လိကဆက်ဟိုဟာဒီနည်းဆိုတော့သူတို့သူတို့ပြင်ယူဒီဂျေးပေါက်တော့မှအဲ့ပေါက်ဈေးတက်တော့နည်းနည်းတော့ရော့မှာပါဗျာဒါကြီးရော့အယော်ကြီးတော့မဟုတ်ဘောနော် ဟုတ်ကဲ့ပါရှင်ခုလိုဖြည့်ချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် Crimea ကျွန်းဆွယ်ကိုရုရှားထိန်းချုပ်ထားမှုကိုယူကရိန်းလက်ခံမှာမဟုတ်ဘူးလို့ပြောကြားခဲ့တဲ့သမ္မတဇလန်စကီဟာငြိမ်းချမ်းညှိနှိုင်းမှုတွေကိုထိခိုက်အောင်လုပ်နေတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဝေဖန်လိုက်ပါတယ်။ စစ်ပွဲအတုံးအဆုံးသတ်ဖို့ဟာအင်မတန်မှနီးကပ်နေပြီဖြစ်ပေမဲ့ဇလန်စကီကအမေရိကန်ရဲ့စီကံချက်တွေကိုလက်ခံဖို့ညင်းနေလို့အချိန်ကြာနေရတာဖြစ်တယ်လို့ထရန်ကသူ့ပိုင်နဲ့ True Social လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်အိန္ဒိယရောက်နေတဲ့ American ဒုသမ္မတ JD Vance ကသဘောတူညီချက်အတွက်မျှော်မှန်းချက်ကို American ဘက်ကချပြထားပြီးတော့အဲ့ဒီထဲမှာနယ်နိမိတ်တွေကိုဒီကနေ့အရှိတိုင်းထားရှိဖို့ပါတယ်လို့ပြောထားပါဗျ။ ယူကရိန်းပြည်မကြီးကိုမကျူးကျော်မီ2014ခရဲကရုရှားကခရိုင်းမီးယားကျွန်းဆွယ်ကိုသိမ်းခဲ့တာဖြစ်ပါတယ်။ရုရှားကတရားမဝင်သိမ်းထားတဲ့ခရိုင်းမီးယားကိုအတိမတ်ပြုတာဟာဇလန်စကီအတွက်နိုင်ငံရေးအရာလက်ခံမှုမဖြစ်နိုင်တဲ့ကိစ္စဖြစ်တယ်လို့ကမ္ဘာစစ်နောက်ပိုင်းဥပဒေထုံတမ်းဖြစ်တဲ့နေကြားတွေကိုအင်အားသုံးမပြောင်းလဲသင့်ဘူးဆိုတဲ့အယူအဆနဲ့ဆန့်ကျင်နေပါတယ်ရှင်။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်